1380ပြည်နှစ်ပထမဝဆိုလာပြီးကျော်9ရက်2018ခုနှစ်ဇူလိုင်လ2ရက်စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့အာသူဘော်ရိုင်းကျောင်းတိုက်အာသမယဓမ္မဗိမာန်တော်ကြီးအတွင်ဆင်းခြင်းမပြုလို့အပ်သည်အာသူဘော်ရိုင်းကျောင်းတိုက်ကင်းစနာရမကျောင်းဆရာကြီးဒေါ်ကင်းစနာဤတတ်တော်90နှစ်ပြည့် ဝိဇာတာဒီဝတမွေးနေ့မင်္လာကုသိုလ်အခမ်းအနားအနုမောရဏတရားယံကိန်းစာရမဏံကတဝါဒိသဒါနမလာဘိဘူးဆိုရက်ဝိမာနဝတ္ထုပါဠိတော်မှာလာတဲ့စကားလေးကိုကြည့်မယ် ယံကိဉ္စာရမဏံကတဝါတစုံတစ်ခုကိုအကြောင်းပြုပြီးတော့အလူဒါနာပြုလုပ်ကြတယ်မစ္စရိယဆိုရက်နှမျောဝန်တုမှုအညီအကျေးဒီအညီအကျေးကိုဖယ်ရှားပြီးတော့ကုသကံမှုကိုလူလေးလူချပြုလုပ်နေပြုလုပ်ချရှိတယ်ဘာကိုပဲအကြောင်းပြုပြု ောင်းမှုတစ်ခုဖြစ်ဖို့ရာအတွက်ဟာဓမ္မခေယနာမို့ကုသိုလ်ကောင်းမှုဖြစ်ဖို့ရာအတွက်မွေးနေ့အမတ်တရလုပ်ပြီးတော့ကုသိုလ်ကောင်းမှုပြုတာဖြစ်တယ်ဒီနေ့ကဝါစုလာပြီးကြောင်ကနှစ်ခုဖြစ်သွားနှစ်ခုဖြစ်တော့ပရမဝါစုလာပြီးကြောင်ဒုတိယဝါစုလာပြီးကြောင်လို့မွေးနေ့ကနှစ်ထပ်ဖြစ်မှာလအနေနဲ့ပြောမှဆိုရင်ပရမဝါစုလာပြီးကြောင်၅ရက်ကလေး ဒုတိယဝါဆိုလောက်ကြောင့်9ရက်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတာကုသိုလ်ကဥပ္ပုအရေးကြီးတာပေါ့နော်ကုသိုလ်ကိုနောက်မကြရအောင်ပရမဝါဆိုလောက်ကြောင့်9ရက်နေ့လောရမလားဒုတိယဝါဆိုလောက်ကြောင့်9ရက်နေ့လောရမလားလို့ဆိုဘုန်းကြီးတို့ကုသိုလ်ဆိုတာမြန်မြန်လုပ်လိုက်လူရဲ့ခန္ဓာကိုယ်မှာအမဂန်ဆိုတာမရှိဘူးเนาะ ရွှေတနေ့ငွေတနေ့ဆိုတဲ့စကားတော့ရွှေဖြစ်လိုက်ငွေဖြစ်လိုက်လို့ပြောတာတော့မဟုတ်ဘူးဒီကနေ့ရွှေနဲ့ပြင်ကငွေတစ်ပတ်ခါကျတော့ကြီးနောက်တစ်ခါကျတော့မြေဖြစ်သွားနောက်ကြလေးလေးဆိုးွားလေးလေးလို့ဒီလိုပဲတွေ့ရမယ်နောက်ကြရင်ပိုကောင်းတာပြောတာမဟုတ်ဘူးရွှေတနေ့ငွေတနေ့လူဘွားရဲ့အချိုးအကွေတွေကအမှန်တမ်းများတယ်ဒီကနေ့နေကောင်းနေမယ်နေပြင်ကနေကောင်းနေမှာကောင်းတယ် ဒီနေ့အသက်ထင်ရှားရှိနေမယ်နောက်တည့်ရဆိုရှိတယ်မှရှိတတ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်ကဥအောင်ပထမဝါစုလာပြီနေကိုလာပြီကျော်9ရက်နေကိုပဲကုသိုလ်လုပ်ပါလို့လုပ်ဖြစ်ဖို့အတွက်ကကုသိုလ်ရဖို့ကပိုရည်ကြီးတယ်ဒုတိယဝါစုလာပြီကျော်9ရက်နေကျတော့လည်းတစ်ခါလုပ်သေးတာပေါ့လို့မွေးနေ့နှစ်ခါလုပ်တော့လေပိုပြီးတော့ကုသိုလ်ရအဓိကကတော့ကုသိုလ်လုပ်ဖြစ်ဖို့ရအဓိကက ဘဝတစ်ခုရလာလို့ရှိရင်လူပုံလူဘဝဆိုတာကုသိုလ်ပြုခွင့်ရတဲ့ဘဝဖြစ်တယ်။တခြားဘုံဘဝတွေကုသိုလ်ပြုဖို့ပြုခွင့်ရဖို့ဆိုတာအမတမ်းမှခဲနေတယ်။ဒုက္ခတိဘုံလို့ခေါ်တဲ့အပေဘုံတွေကြည့်လိုက်ကုသိုလ်ဖြစ်ဖို့ဆိုတာအမတမ်းကိုခဲနေတဲ့ဘုံဘဝတွေ။ကုသိုလ်လုံခွင့်ရဖို့နေနေသားသားကုသိုလ်စိတ်ဖြစ်ဖို့တောင်းမှပဲအလုံးအလုံးခဲ။ဒါမို့ကုသိုလ်ကောင်းမှုဖြစ်တယ်ဆိုတာ တမိုးလုံးပဲမောင်ပြီးတော့မောင်ကြီးကြနေတဲ့အချိန်လေးမှာအရန်လေးမျက်နှာပိတ်ပိတ်ပိတ်မောင်နေတဲ့အချိန်လေးမှာလျှက်စည်းလေးတစ်ချက်လက်လိုက်တဲ့အချိန်ပိုင်းလေးလို့ကုသကောင်းမှုလုံခွင့်ရတဲ့အချိန်လေးကအဲ့ဒါလောက်ထိအောင်တိုးတယ်လို့ဆိုတယ်ဒါကြောင့်မို့ကုသဖြစ်ဖို့ဆိုတာဘုရားဓမ္မခဲနေတယ် ကိုယ်ကိုစဉ်းစားကြည့်မယ်ဆိုရင်မနေ့မိုးလင်းတဲ့အချိန်ကနေစပြီးတော့နေဝင်သည့်အထိသို့မဟုတ်နောက်တည့်မိုးလင်းအထိကုသိုလ်စိတ်တွေဘယ်နှခါဖြစ်တယ်လဲဆိုတာကိုတွက်ချက်ကြည့်မယ်ဆိုရင်အမှန်တမ်းနေနေတာကိုတွေ့ရသတ္တလောကကြီးတစ်ခုလုံးနဲ့ကြည့်မယ်ဆိုရင်ပုံနေမှာပေါ့နော်ကုသိုလ်ဖြစ်တဲ့အချိန်ကနော်နေတယ်လို့ဆို တတိနဲ့အတိညာလေးရှိတဲ့အချိန်မှာကုသိုလ်စိတ်ကလေးဖြစ်လာတခြားအချိန်မှာကုသိုလ်စိတ်ဖြစ်ဖို့ခဲရင်းတယ်ပေါ့ဒါကြောင့်မို့ကုသိုလ်တရားဖြစ်မအောင်ချိန်တိုင်းချိန်တိုင်းတတိထားပြီးတော့ကြိုးစားအထောက်အမှတ်လို့အဲ့ဒီတတိထားမှုကအပမဒါလို့ခေါ်တာပမာဒဆိုတာရရှိထားတဲ့အချိန်လေးပေါ်မှာရင်မှုနေတာကိုပမာဒမေးလျော့တယ်လို့ပြန်ကြတယ် ဆိုလိုတာကတော့အခြေအနေလေးတစ်ခုပေါ်မှာလူဟာရင်မူးနေတယ်ရင်မူးတယ်ဆိုတော့အရင်မူးနေတဲ့လူတယောက်အမှန်ကန်မသိတယ်လို့ပဲရင်မူးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းမှန်ကန်မသိဘူးဘယ်လိုရင်မူးတာရောလို့ဆိုလို့ရှိရင်ဩငါငယ်သေးတာပဲနောက်နှစ်မှ နောက်နှစ်မှနော်ဘယ်နှစ်မှအသက်ဘယ်လောက်ရှိသေးတာပဲဆိုပြီးတော့ ကုသိုလ်ကောင်းမှုပြုဖို့ရဆိုရွှေ့တတ်တယ်။ကျမ်းမာနေလို့ရှိရင်လည်းအာရောင်းချမထားလို့ခေါ်တဲ့။ကျမ်းမာမှုပေါ်မှာရစ်မှုပြီးတော့ငါမာတယ်ဆိုပြီးတော့ကုသိုလ်လုပ်ဖို့ရအတွက်ရွှေ့ဆိုင်မြန်။ဇီဝိတမရအသက်ရှင်နေသေးတယ်ဆိုလို့ရှိရင်လည်းငါတို့တော့မသိနိုင်သေးဘူး။ဘလောက်ထိနေရအောင်မှာဆို။ ဒီလိုမျောလင်းချက်ကြီးတွေနဲ့ရင်မူးနေတာမဒါဆိုတာအချိန်လေးတစ်ခုပေါ်မှာရှင်မူးနေမှုလို့ဆိုတာပေါ့အဲ့ဒါနဲ့ပဲလူတွေဟာအချိန်ရွှေ့ပြီးတော့ကုသိုလ်ကောင်းမှုလုံးထအောင်မလုံးနိုင်ကြဘူးရုပ်တည်းမဆုံးဖြတ်နိုင်ကြဘူးဖြစ်တယ်အဲ့ဒါတွေကိုရင်မူးမှုလို့ခေါ်တာအဲ့ဒီရင်မူးမှုတွေကင်းသွားတာကိုအပမတာမရင်မူးတော့ဘူး ရေးကြည့်တဲ့လို့အရင်လုံးမယ်ဆိုရဲစိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်။အဲ့ဒီအပ္ပမာရဟာအမှန်တမ်းအရေးကြီးတယ်ဆိုတော့ပြန်ဆော်ပြ။ဘာဖြစ်လို့တော့ဆိုတော့ကုသိုလ်ဖြစ်တာလဲအပ္ပမာရရှိမှဖြစ်တယ်။အပ္ပမာရသည်ကုသိုလ်ကိုပြုလုပ်စေတာဖြစ်သောကြောင့်အပ္ပမာရတရားသည်အကောင်းဆုံး အမြတ်ဆုံးလို့တရဝကုန်းတရဝတွေအလုံးရဲ့ခြေရာတဲ့ စင်ချေရာအကြီးဆုံးလို့ဒီကနေ့ခေတ်မှာပြောမှာပေါ့နော်စင်ချေရာဟာအကြီးဆုံးပဲခြေရာအလုံးဟာစင်ချေရာတဲ့အကျုံးဝင်သွားတယ်လို့ပဲကုသိုလ်တရားအလုံးဟာ ပမာရတဲ့အကျုံးဝင်တယ်လို့ရသဗျာကဥပမာတွေနဲ့အပမာရအရေးပါပုံကိုတတိပေးတာအဲ့ဒီလိုတတိပေးဆုံးမယုံမြတ်မကယဟန်တွေကိုနေစင်တဲ့အမြတ်အပမာရိနာတံပါတိထ သီလယူပြီးတဲ့အခါတည်းမှာလည်းပဲအပမဒိနာတံပါဒိထာကုသိုလ်ကကုသိုလ်တွေလှုပ်ဖြစ်နေအောင်ကုသိုလ်စိတ်တွေဖြစ်နေအောင်တတိကဖို့ဆိုတာကိုတဖွားဘွားဟောပြောတာနောက်ဆုံးမှာခဲ့တဲ့စကားလည်းအပမဒိနာတံပါဒိထာပဲဒါကြောင့်မို့ဒီအပမရဆိုတာယဉ်မှုမှုယဉ်မှုမှုကင်းတဲ့ကုသိုလ်လှုပ်ဖို့တတိ ရရှိနေခြင်းပဲကုသိုလ်ကိုဖြစ်စေတတ်တဲ့တတိယရှိနေခြင်းပဲအဲဒီလိုအပမာရတရားရှိမှသာလေကုသိုလ်တရားဆိုတာဖြစ်နိုင်တာဖြစ်သောကြောင့်အပမာတော်သဗ္ဗတံပတ္တိနံမူလံအပမာရတရားသည်လောကမှာပြည့်စုံမှုအောင်မြင်မှုအလုံးအတွက်အခြေခံအကြောင်းရင်းဖြစ်တယ် စံကျင်မဲ့ကိုကြည့်လိုက်မယ်ဆိုရင်ပမာတော်လူတွေဟာရှင်မှုနေကြတယ်ရှင်မှုမေးလျော့နေကြတယ်မေးလျော့ရှင်မှုမှုဟာတပ်ပဝိပတ္တိနံမူလံပျက်စီးဆုံးရှုံးမှုအလုံးရဲ့အခြေခံအကြောင်းရင်းဖြစ်တယ်အပမာဒနဲ့ပမာဒဒီနှစ်ခုရဲ့အကျိုးသွားဟာအမတ္တမကွဲပြားခြားနာတယ် ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာပြုရမယ်မြတ်စွာဘုရားကိုယ်တိုင်ကအဘိတရိထကလျာဏီကုသိုလ်ကောင်းမှုဆိုတာမြန်မြန်ဆန်းဆန်းလုပ်ပါလို့ဖြင်းနှွေးမနေနဲ့နေကွေးမနေနဲ့ကုသိုလ်ကောင်းမှုမြန်မြန်လုပ်ပါကုသိုလ်ကောင်းမှုလုပ်တယ်လို့ပဲတစ်ဖက်ကအရေးကြီးတာပါတော့ပါပါစိတ်တန်နေဝရရေး စိတ်ဆိုတာမကောင်းမှုမှမပျော်တတ်တာဖြစ်သူ မကောင်းတဲ့အလုပ်တွေမိမိကိုကြိုးမဲ့ဖြစ်စေတယ်လို့မကောင်းမှုလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာ စိတ်ဟာပျော်မွေးတတ်တာဖြစ်သောကြောင့်မကောင်းတဲ့အာယုန်တွေမကောင်းတဲ့အမှုတွေကနေပြီးတော့စိတ်ကိုကြိုးစားပြီးတော့တားမြစ်ပါလို့သူတို့ဆိုတာအဲ့ဒီနှစ်ချက်ဟာလူလောကမှာအရေးကြီးဆုံးပဲလို့ဆိုရမှာ ကောင်းမှုကိုမြန်မြန်လုပ်ခြင်းမကောင်းမှုမှာစိတ်ကိုဟန်တာတားမြစ်ခြင်းလို့ဆိုတယ်ဒီကုသိုလ်နှုတ်နှစ်ခုဟာဒီအလုံငန်းနှစ်ခုဟာဘဝမှာအရေးကြီးတဲ့အလုံကြီးနှစ်ခုလို့သူတို့ဆိုတယ်ဒါကြောင့်မို့ငွေနေ့ကိုအကြောင်းပြုဖြစ်စေငွေနေ့ဟုတ်သည် ဖြစ်စေမဟုတ်သည်ဖြစ်စေကုသိုလ်ကောင်းမှုဟာ လုံးဖြစ်ဖို့ရအမှန်တမ်းအရေးကြီးပါတယ်တဲ့ လောကမှာလူတွေဟာဆူတောင်းဆူယူလေးနဲ့ခြေနှက်ကြတယ်ဆူတောင်းဆူယူနဲ့ခြေနှက်တယ်အဲ့ခြေနှက်မှုကဘယ်ထိအောင်သွားနေတယ်လဲလို့ဆိုလို့ရှိရင်မိမိကိုယ်တိုင်မေတ္တာဘာဝနာ ပွားရမယ့်အစားတပည့်တော်ကိုမေတ္တာလေးပို့ပေးပါဆိုသူများမေတ္တာကိုခံယူခြင်းနဲ့စိတ်ကအဆအပြေနော်မေတ္တာဆိုတာကိုယ်တိုင်ပွားမှမေတ္တာရဲ့အကျိုးရမှာဖြစ်တယ်သူများစီကခံယူထားတဲ့မေတ္တာက ဒါလောက်အစွမ်းတတ္တိထဲမှာမဟုတ်ဘူးကိုကိုယ်တိုင်ကိုယ်ရဲ့ရင်ထဲနှလုံးထဲမှာကုသိုလ်ကောင်းမှုဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်မြတ်စွာဘုရားကဆုတောင်းနေုံနဲ့ဘာမှမဖြစ်ဘူးတဲ့အသက်ရှိခြင်းနဲ့ဆိုရင်အသက်ရှိခြင်းရဲ့အကြောင်းကိုကြိုးစားအထောက်အမယ်တဲ့နိဗ္ဗာန်ရခြင်းနဲ့ဆိုရင်နိဗ္ဗာန်ရခြင်းအကြောင်းကိုလောက်အမယ်ဆိုင်ရဆိုင်ရအကြောင်းတရားတွေရှိနေတာဖြစ်သောကြောင့် ဆိုင်ရဆိုင်ရအကြောင်းတရားတွေကိုသာလဲလမ်းကြောင်းအတိုင်းလိုက်ရမယ်ပฏิပဒါဆိုတာသွားရမယ်လမ်းကြောင်းအဲ့ဒီသွားရမယ်လမ်းကြောင်းအတိုင်းလိုက်ဖို့အမှန်တမ်းအရေးကြီးတယ်လို့ဆိုတယ်အဲ့ဒီလမ်းကြောင်းအတိုင်းလိုက်မှကိုမျိုးမန်းနဲ့စခန်းကိုရောက်မှာပဲဖြစ်တယ်အဲ့ဒီလမ်းကြောင်းကိုပဲမြတ်စွာဘုရား ဝိဇ္ဇာသရဏတမ္ပနောမှာသရဏလို့သရတိဣတိနာတိသရဏနိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းကြောင်းကြီးအဲ့တော့သရဏလို့ဆိုတဲ့နေရာမှာအိဗတ္တမအရေးကြီးတဲ့အခြေခံနေပါသိဖို့လိုတယ်ပေါ့နော်ကောင်းတဲ့ဘက်ကိုသွားနေပြီအမမရတရားကိုတိဆောက်ပြီးတော့ ကောင်းတာတွေကိုလုပ်ပြီးဆိုရင်ဘယ်အရေးဘာတွေလုပ်ရမလဲလို့ဆိုလို့ရှိရင်ဝိဇ္ဇာစရဏတမ္ပဏောမှာထင်းထင်းရှားရှားတည်တည်တန်းတန်းညွှန်ပြထားတဲ့အတိုင်းပဲဘုရားကုံနဲ့ပါဠိအတွက်ကြောင့်ဘုရားသာလုပ်တယ်လို့အောင်းမေ့နေတတ်တယ်လူတိုင်းလူတိုင်းဟာအဲ့ဒီပုံစံနဲ့သွားမှာဝိဇ္ဇာစရဏအချင်းတရားလို့ဆိုတဲ့နေရာမှာ နမတိကကုချင်းတီလာကိုထိန်းသိမ်းဆောက်ရှောက်ခြင်းကုချင်းတရားကောင်းမွန်အောင်ကြိုးစားအထောက်ဒါဟာလေအပမရနဲ့သွားတာတို့ဟာကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတို့နေ့စဉ်စောင့်တည်နေတဲ့တီလာဟာဒါကုသိုလ်ပဲအရေးကြီးဆုံးပဲလို့တီလာတမ္ပဏဆိုတဲ့တီလာနဲ့ပြည့်စုံမှု နံပါတ်၁ကစတင်ပြီးတော့ကြိုးစားအားထုတ်နိဗ္ဗာန်ရောက်ချောင်းဟာလေမဟာပြူဟာလမ်းကြောင်းကြီးရှိတယ်လို့ပြောခုခေတ်လို့ဆိုရင်မဟာပြူဟာချက်မှတ်ပြီးဆောင်ရွက်တယ်အဲ့နိဗ္ဗာန်သွားမယ့်လမ်းကြောင်းကြီးကိုချက်မှတ်ထားတာနံပါတ်1သီလပဲအဲ့ဒီသီလပြည့်စုံအောင်လုပ်ပြီးတော့မလုပ်အောင်မလဲဆိုဒီသီလပုံမူခိုင်မာလာဖို့အတွက်ဣန္ဒြိယတံဝရလို့ခေါ်တယ် မျက်စိကကြည့်လို့မြင်လာတဲ့အာယုန်တွေပေါ်မှာလောဘဒေါသမဖြစ်အောင်ထိန်းသိမှုနာကကြားရတဲ့အတန်နေနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ထိန်းသိမှုအာယုန်6ပါးဒွါရ6ပါးကိုတတိတရားချီးစွာနဲ့အကုသိုလ်တွေမဝင်လာအောင်ထိန်းသိဆောက်ရှောင်အဲ့ဒီထိန်းသိဆောက်ရှောင်မှုဟာတိလကို ပို့ပြီးတော့အထိကိမရှိအောင် ခိုင်မာစေဖို့အတွက် ဒုတိယဆက်လက်ပြီးတော့တီလာနဲ့တွဲဖက်ပြီးတော့လှုပ်ဆောင်အောင်မဲ့အလုပ်တစ်ခုဖြစ်တယ်။တီလာကကာယကံနဲ့ဝစီကံကိုထိန်းနေ။အိန္ဒိယတံဝရကစိတ်ကိုထိန်းလိုက်တယ်။တတိဥစားပေးပြီးတတိနဲ့ထိန်းသိမ်းလိုက်တယ်ပေါ့။အဲ့လိုထိန်းလိုက်လို့တီလာဟာအခြေခိုင်းလာပြီးဆိုတဲ့အခါအရေးကြီးဆုံးအကျင့်တရားကိုအကျင့်တရားလို့မသိကြဘူးတိတ်ပြီးတော့ဘာလဲလို့ဆိုရင် ဘောဇနိမတ္တညုတာဘောဇနိမတ္တညုတာဆိုတာနိဗ္ဗာန်ရောက်ကြောင်းတရားလို့တော့မထင်ကြဘူးနော်အဲ့ဒါအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းတာပမာဏကိုသိတယ်လို့ဆိုတာကိုယ်နဲ့သင်တော်တဲ့အစာ မသင်တော်တဲ့အစာစားတဲ့ပမာဏအစကနေပြီးတော့ စားစားတိုင်းစားတိုင်းလောဘဒေါသမောဟမဖြစ်ဖို့စားနေရင်အကုသိုလ်တွေမဖြစ်ဖို့ထိမ့်သိမ့်ဖို့ဆိုရဲဘောဇနေမတ္တညုတာနိဗ္ဗာန်ရောက်ကြောင်းတရားပဲတနည်းအားဖြင့်ပြောမယ်ဆိုရင်နိဗ္ဗာန်ရောက်ဖို့အတွက်ကျမ်းမာရမယ်တက်ရှိရမယ်အဲ့ဒီကျမ်းမာမှုအသက်ရှိမှုမှာအရေးကြီးဆုံးကဘောဇနေမတ္တညုတာ လူတွေဟာ၄၀နဲ့အမြအစာစားပြီးတော့ဘဝမှာယက်တည်နေကြအဲ့ဒါလိုယက်တည်တဲ့အခါမှာမြတ်စွာဘုရားနှလုံးသွင်းဆင်ញင်မှုဟောထားတဲ့အတိုင်အကျိုးအပြစ်ကိုစီစစ်ပြီးတော့စားနိုင်ရအကျိုးအပြစ်ကိုအစာအာဟာရစားရဟာဘာအတွက်ကိုစားလဲဆိုတာဆင်ញင်သုံးသပ်ပြီးတော့ခန္ဓာကိုယ်အသက်ရှိဖို့အတွက်စားရဲ့ ခန္ဓာကိုယ်အသက်ရှိဖို့အတွက်စားရဲဆိုတဲ့နေရာကိုစားတာဟာကြိုက်လို့စားနေတာလားမတည်မှန်းသေးတဲ့အတန်းနဲ့စားနေတာလားဒါစိတ်စေးရမှာပေါ့နော်အဲ့တော့အသက်ရှိဖို့အတွက်ဆိုရင်အသက်ရှိစေနိုင်တဲ့အစာအာဟာရစားတဲ့အခါမှာလဲအာရိပတိကုလတင်ညာဆိုတာနဲ့နှလုံးသွင်းပြီးတော့စားပေါ်စနိမတ္တညုတာဆိုတဲ့အကျင့်တရားဟာ ကျမ်းမာမှု အသက်ရှင်မှုကို ဖြစ်စေပြီးတော့ကျမ်းမာသည့်အလျောက်တရားဓမ္မကိုကျင့်ဆောင်အထုတ်တဲ့အခါမှာများစွာအထောက်အကူပြုတာဖြစ်တော့ကြောင့်ဆရဏတရားထဲမှာအရေးပါတဲ့ဆရဏတရားတစ်ခုဖြစ်တယ်။ဒါကြောင့်မို့စားရတော့တဲ့အခါမှာအမြဲတမ်းအရေးကြီးတယ်။ကိုယ်နဲ့သိတော့လဲမသိတော့အတိညာနဲ့ဆင်ញင်သုံးသပ်ရမယ်။ကိုယ်စားရမယ်အတိုင်းတားတဲ့ပုံမစားရဘူးဆိုတော့ညဆော်ပြား တင့်တော်ရာစားပြီးတင့်တော်ရာကိုလည်းပဲအတိုင်းအတာတစ်ခုနဲ့စားတယ်ဆိုရဲကျမ်းမာမှုအတွက်ကိုအရေးကြီးတာဖြစ်တော့ကြောင့်ဒါလည်းပဲခန္ဓာကိုယ်အကျိုးပြုပြီးဘဝကိုအကျိုးပြုတဲ့တရားဖြစ်လို့ကုသိုလ်တရားပဲဆရဏတရားထဲမှာအဲ့ဒါအရေးကြီးဆုံးပဲရေးကြီးတယ်လို့ဆိုလို့ရပါဘူးဟောနောက်တစ်ခုကတော့သာဂရိယအနုယောဂလို့ခေါ်တယ်သာဂရိယအနုယောဂဆိုတာ နှုတ်ကြတဲ့ကြွပြီးသီလတို့ဣန္ဒရိယသံဝရတို့ကာယကံဝစီကံနဲ့ပတ်သက်တဲ့ဘောဇနိမတ္တညုတာဇမ္မာမှုအသက်ရှိမှုနဲ့ပတ်သက်တဲ့အဲ့ဓာတွေပြည့်ပြည့်စုံတဲ့ခံမှာဇမ္မာနေတဲ့အချိန်လေးမှာဘာလို့အောင်နှုတ်ကြတဲ့ကြွစာနဲ့မိမိရဲ့ရင်ထဲနှလုံးထဲမှာစူးဝင်နေတဲ့ လောဘဆိုတဲ့ညောင်းဒေါသဆိုတဲ့ညောင်းမောဟဆိုတဲ့ညောင်းကိရိတာညောင်းနေထုတ်ဖို့ကြိုးစားရမယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်စိတ်ထဲမှာညစ်ထေးနေတဲ့အညစ်အကြေးတွေကိုတန့်စင်ဆေးကြောတဲ့လုပ်ငန်းကိုလုပ်တာပဲဖြစ်တယ်။ဒါမှမဟုတ်လို့သီဝတ္တံစင်ကမေနအာဝရဏီဟိတမေဟိစိတ်တံပရိသောရေတိ တဏိတာကလပလုံးလောဘတွေမဖြစ်ဖို့တော့ပြာပါရဆိုရက်និဝရဏတရားတွေမဖြစ်ဖို့ကိုယ်စိတ်ကိုတန့်စင်ဆေးကြော နေတဲ့အလုပ်ကိုလုပ်တာဒါကိုပဲတရားထုတ်တယ်လို့ခေါ်တာပဲတန့်စင်ဆေးကြောတဲ့အလုပ်ကိုလုပ်ပြီးတော့နေမယ်ဆိုရင်သာကရိယာလူယောကအဲ့တော့အခြေခံအားဖြင့် ဘသူပဲဖြစ်ဖြစ်နိဗ္ဗာန်ရခြင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘဝမှာတိုးတက်မြင်မာလို့တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီအခြေခံကြတဲ့အကျင့်တရားကြီး၄ရပ်ကုန်မိမိတို့ရဲ့နေစဉ်ဘဝမှာမလုံမနေရမဲ့တကယ်ကိုလုံးရမဲ့အလုတ်ကြီးတွေဖြစ်တယ်ဆိုတာကိုယ်စီကိုယ်စက်မှတ်သားထားဖို့လိုအပ်တယ်ပေါ့ အဲ့ဒီတိုင်လိလကျင့်ကြံကြုပ်ကိုအထုတ်ခြင်းအပြင်မွေးနေ့မှရတဲ့ကုသိုလ်တဲ့အစာပေါင်းများစွာချီးမားတဲ့ကုသိုလ်နေ့စဉ်နဲ့အများရနေတာဖြစ်လို့လုံလောက်တဲ့အပမတာ လုံလောက်တဲ့ကုသိုလ်တရားတွေကုသနာမှာဖြစ်ပေါ်ပြီးတော့နေပါပဲဖြစ်တယ်ဖြစ်သည့်အတွက်ကြောင့်ရှားထားတဲ့ဘဝဟာတမိုးရှိတဲ့ဘဝဖြစ်ပြီးတမိုးရှိတဲ့အရာတွေကိုရနေတာပဲဖြစ်တယ်ဒါကြောင့်မို့ လူတိုင်းလူတိုင်းရှင်းတိုင်းရှင်းတိုင်းတတိထာကျိုးစာ အထုတ်ကြရမှာတော့နံပါတ်1ကိုချင်းသီလနံပါတ်2ကိုချင်းသီလကို ထိမ့်သိမ့်မှု စိတ်ကိုထိမ့်သိမ့်နိုင်မှုအိန္ဒိယသံဝရနံပါတ်3အစာအသောက်တွေကိုစင်ကျင်ထိမ့်သိမ့်နိုင်မှုဘောဇနိမတ္တညုတာနံပါတ်4ကိုရင်နဲ့နှလုံးထဲမှာညစ်ထေးနေတဲ့ကိလေသာအညစ်အကြေးတွေကို ရှော့ချဆေးကြောနိုင်မှုရအတွက်သံဃရိယနိရောဂာဆိုတယ်ဒီအကျင့်တရားတွေဟာတို့အတွက်အရေးကြီးဆုံးဖြစ်ပါလားလို့သိရှိပြီးတတိတရားထားပြီးနေ့စဉ်နဲ့အမျှစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်း ရှိစေချလိုက်အောင်ကလိုက်ပြီးတော့ဆိုကဲအလုံးစုံအရှင်ဖေယာဖေယာတပည့်တော်တို့သည် မွေးနေ့မင်္ဂလာရှင်နေ့အခါဝဲသက်ရှိကြမ်းမာ စိတ်ချမ်းသာ၍ဒုရဆန္ဒကြည်ဝစေချောင်းကောင်းမှုမင်္ဂလာ ဖြစ်ပါစေရန်အလုံးငါသံဃာတော်အရှင်မြတ်တို့ဤမျက်မှောက်၌တရဏဂုံ၃ပါးနှင့်တကားရှစ်ပါးသီလကို ခံယူဆောက်တည်ခံယူဆောက်တည်စိတ်တုံးကြပါကုန်ဤစိတ်တုံးကြပါကုန်ဤပြိတရားနှင့်ပြိတရားနှင့်ဩဝါဒဩဝါဒအနုမောရဏတရားတို့ကိုနာယူမသားကြပါကုန်ဤသံဃာတော်ရှင်မြတ်တို့အားသင်္ကန်းအစရှိသောဓာတဘဝတ္ထု အစုစုတို့ဖြင့်ပူဇော်ပါကုန်၏ဝတ္ထုငွေတို့မှဖြစ်ပေါ်လာသောပစ္စည်းလေးပါဖြင့်ပူဇော်ကြပါကုန်၏သံခဲဝေဘောဇဉ်ချိုခြင်းရသာကြာရတို့ကိုဆက်ကပ်ပါကုန်၏ ာသနာနွယ်ဝင်သီလရှင်ဆရာတို့အားသာတပ္ပဝုထုအစုစုတို့ဖြင့်လူတန်းကြပါကုန်၏သာတပ္ပဝုထုအစုစုတို့ကိုလူတန်းကြပါကုန်၏အပရိဒအပေါင်းသူတော်ကောင်းတို့အားလဲ မင်ခဲဝဲအသွဲသွဲတို့ဖြင့်အခန့်ကျွေးမွေးကြပါကုန်၏ရှင်နေ့ယခုအထုပ်ပြုလုပ်ရသောမွေးနေ့မင်္ဂလာကုသိုလ်စေရနာသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသား ရှင်ဖေယဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖိုးအဖွာဆရာသမားမဆာ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါအများတို့အားအများအများဝေငါဘာကုန်ဤ အထူးအဖြင့်မဟာသူဘောရာယုံကျောင်းတတ်ကြီးဤဧရိယာတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားအမြအမြာဝေင့ပါကုန်၏တပိတော်များနေထိုင်ရာအင်္ဂီဟာတို့၌ ိကြကုန်သောဒါပေါင်းတို့အားအညအမြာဝေင့ပါကုန်၏ယဗုဒ္ဓဤသာသနာတော်မြတ်ကြီးကိုကြည်ညိုလေးစားကြသောအရိယာသူတော်စင်နှကောင်းနှမြတ်တို့အားကုသိုလ်အမြတ် ဝေငါဘာကုန်ဤဝေငါဘာကုန်ဤ31ဘုံ31ဘုံဇေနီကုံသောဇေနီကုံသောသုံးဆုံးမြတ်စွာသုံးဆုံးမြတ်စွာတတဝါတို့သည်တတဝါတို့သည်ကုသိုလ်အမြကုသိုလ်အမြကိုစီအားကြကုန်သည်ဖြစ်၍ကိုစီအားကြကုန်သည်ဖြစ်၍ကိုစိတ်နှစ်ဖြာကိုစိတ်နှစ်ဖြာချမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းဖြစ်ကြ